ဒါကြောင့်မို့စိတ်ဆိုးခြင်းရဲ့အပြစ်တွေကိုမြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောကြားလေးရှိတယ်စိတ်ဆိုးတယ်ဆိုတာဟာအကျိုးအားလုံးကိုဆွေးဖို့ပျက်စီးစေတတ်တယ်ရန်သူတွေရဲ့အကြိုက်ကိုဖော်ထုတ်ပေးတယ်စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်ဟာအ ਨੇ ဆုံးရုပ်ပြက်ဆင်းပြက်မလှမပဖြစ်တယ်စိတ်ဆိုးနေပြီဆိုရင်သူ့ရဲ့ရုပ်သွင်ဟာလည်း ချီလင်းအေးမြမှုမရှိဘူးမလှမပရုပ်ဟာအယုတ်ဆိုးအကြီးတန်သွားရုပ်သာအယုတ်ဆိုးအကြီးတန်တာမဟုတ်ဘူးပြောတဲ့စကားလည်းအယုတ်ဆိုးအကြီးတန်တယ်လှုပ်တဲ့အလုပ်တွေကလည်းအယုတ်ဆိုးအကြီးတန်သွားအားလုံးဟာရင်ကျေးမှုတွေပျက်စီးသွားပြီးတော့စိတ်ဆိုးမှုဆိုတဲ့ဒီအခြေခံအကြောင်းတစ်ခုပေါ်လိုက်တာနဲ့တပြိုင်နက်လူလောကမှာအဆက်ကွဲတဲ့အနေအထားမျိုးရောက်သွားစေတယ်ပေါ့ဒါကြောင့်မို့လို့ စိတ်ဆိုးမှုဆိုတာဟာအလွန်တရာဒီဆိုးကျိုးကို ဖြစ်ပေါ်စေပြီးစီလုံးညီညွတ်မှုကို ပြပြစေရတယ်လို့မြတ်စွာဘုရားကဒီလိုခေါ်တာသို့တော်စိတ်ဆိုးတဲ့ပုဂ္ဂိုလ်ဟာကောဋ္ဌတဝိတမူလတလို့ဆိုမကောင်းတာဖြစ်ပြီပဲလို့သူကအခြေခံအပြည့်မကောင်းဘူးဆိုပေမဲ့လို့စိတ်ဆိုးရတာကိုပဲအရသာရှိတယ်လို့ထင်တာလည်းရှိသေးတယ်ဒါကြောင့်စာပေကျမ်းမှာ ကောထတဝိတ္တမူလတမဓုရက္ခတဆိုမဓုရက္ခဆိုတာစိတ်ဆိုးလေရလို့တစ်ဖက်သားကိုအရှုံးပေးသွားပြီဆိုရင်သူကခြေနဲ့တဲ့တဲ့ဒါကြောင့်မလို့ဒီတချို့ကစိတ်ဆိုးရတာကိုအရသာရှိနေတတ်တယ်ပေါ့နော်စိတ်ဆိုးရတာကိုပဲအရသာရှိနေတတ်တကယ်ကတော့စိတ်ဆိုးရတာဟာအလွန်မှားယွင်းတာဖြစ်တယ်ဘာပြောနေတဲ့စကားတွေပြောလိုက်တယ် လူလောကလူအလဲမှာအရှက်ကွဲတယ်မလို့တင်တာတွေလုံးလိုက်တယ်ရှက်ဖွယ်လီးလီးဖြစ်တယ်ဆိုတာတွေဟာဒေါသရဲ့အပြစ်တွေပဲဒါကြောင့်မို့မြတ်စွာဘုရားကကောဓဆိုတဲ့စိတ်တိုးတယ်စိတ်ဆိုးတယ်ဒီဒေါသတရားကိုမိမိတဏ္ဍာမှာမဖြစ်အောင်ထိန်းသိမ်းဆောင်ရှောက်ရမယ်တဲ့အဲ့ဒီတရားကိုတဏ္ဍာမှာရှိနေမယ်ဆိုရင် ဒေါသဖြစ်လာတဲ့ပုံကိုတယောက်စိတ်တူတဲ့ပုံကိုတယောက်ဟာ လေးစားရမယ့်ပုံကိုတွေကိုလည်းမလေးစားတော့ဘူးလိုက်နာကျင့်သုံးရမယ့်အကျင့်တရားကိုလည်းမလိုက်နာတော့ဘူးမလိုက်နာရုံနဲ့မကဘူးလူလောကအလယ်မှာအတိုင်းဝိုင်းထဲမှာညီညွတ်ရေးကိုဖျက်ဆီးတော့တာပဲအဲ့ဒီလိုဖျက်ဆီးတတ်တဲ့ညီညွတ်ရေးကိုဖျက်ဆီးတတ်တဲ့ဒီသဘာဝတရားကို သေးသေးချာချာစဉ်းစားပြီးတော့ဒါကိုဖယ်ရှားဖို့စ조사ရမယ်။နောင်လည်းမဖြစ်အောင်ထိန်းသိမ်းရမယ်လို့မြတ်စွာဘုရားကဒီလိုဆုံးမဩဝါဒပေးတာပါ